မကွေးတိုင်းမြို့မိုင်းရင်တန်ကွင်းအတွင်းမှာရင်းနှံွင့်မြေကြီးတဲ့တမတ်မှုအချိန်ကာလအတော်ကြာကြာညင်းပွားတာရှိနေသေးပေမဲ့ဒီကနေ့မလ22ရက်နေ့မှာလေယာဉ်မြင့်နဲ့ရောချင်းငွေပေးရပွဲကျင်းပခဲ့ပါတယ်။ရင်းနှံွင့်အေရီယာတမတ်ချက်တိုင်းရောချင်းငွေမရကြလို့တောင်သူချို့ကလည်းကျင်းနှံမှုမရှိဘူးလို့ပြောပါတယ်။ဖြစ်နေတာရကူသူတို့ချလိုက်တာတအေးကောက်12သိန်း၊သီးနှံရောချင်းက15သိန်း၊28သိန်းပါနော်။တကယ်တကယ်ကျွန်တော်မြေစင်းရောဆေးကူသွားမြေရခါကြတော့တအေးကဒီတွင်းပတ်ချလေးအဝိုင်းအောင်အတွင်း90ဆံမရောဘူးပြ။ အပြင်90ပဲရောတယ်အဲ့တော့ဘယ်လိုဖြစ်သွားလဲဆိုတော့ဒီ29သိန်းပုံကနေပြီးတော့18သိန်းနဲ့မှ9000လောက်မြချချရတယ်ဒီဒီတွေးလိုက်တဲ့ဥစ္စာဘာဖြစ်လို့လဲဆိုတော့ဒီနိုင်ငံတော်ချောက်ယူပါလေနဲ့ဒီအောက်ကြမှာ18သိန်း9000ပါတော့18သိန်းသာသာပဲကြောက်ရတယ်ဆိုတာလုံးဝအောင်ဆုံး justice မဖြစ်ဘူးကြာတရားမျှတမှုလည်းမရှိဘူးရေရော်ကြီးကဘယ်လောက်လဲတီးနံရော်ကြီးကဘယ်လောက်လဲညလားနံရော်ကြီးကဘယ်လောက်လဲကျွန်တော်ဒါမှမဟုတ်လမ်းမပါလည်းမပေါ့ဘူးအဲ့လိုတီးနံဆိုတဲ့တီးနံမယ်အရာရော်ကြီးကလည်းရာရော်ကြီးဆိုလေအဲ့လိုမျိုးလဲကျွန်တော်တို့ရှင်းရှင်းလင်းလင်းပြောမှပြောင်းအမင်း၄သိန်း2000ကြာတယ်၄သိန်း2000ကြာတယ်လက်မှတ်ထိုးပါဆိုတဲ့ပုံစံမျိုးကြီး ဲ့တော့ကျွန်တော်တို့ကဘယ်လိုကွက်ကွက်ပြပြမသိတဲ့တောင်သူကြောက်နေလဲဘယ်လိုလုပ်ပြီးကျွန်တော်တို့ထပ်ပြလက်မထိုးရမလဲ1980ခုနှစ်ကတည်းကစတင်လုပ်ကန်ခဲ့တဲ့မိုင်းရင်နာမြင့်ကွေ့တွင်ကလေယာမြေနယ်နိမိတ်ကန့်သတ်ချက်ကို2010လေယာမြေဥပဒေအရအမည်ပေါက်ပိုင်ဆိုင်စာပြပြုလုပ်ဖို့မြေရောက်ကွင်းစင်တိုင်းတာခဲ့ရမှာလေယာမြေအေးက1691အေးကပါဝင်နေတယ်လို့ဆိုပါတယ်ရင်းနံမြေအေးကပြန်လည်မဆွလွန်နိုင်တဲ့မြေအေးက380ကျော်ကိုမြေယာကော်မတီရဲ့အတွက်ချက်တဲ့အတိုင်းရောချင်းငွေပေးရခဲ့တာလို့တာဝန်ရှိသူက RFA ကိုဖြေကြားပါတယ် ကျမတို့ဘက်ကနေပြီးတော့အမြဲတမ်းပေါ့နော်တင်းယူဖို့လိုအပ်တဲ့မြေဧရိယာကိုလည်းတတ်တတ်မှတ်မှတ်ကျမတို့သတ်မှတ်နိုင်ခဲ့တယ်တောင်သူတွေဘက်ကလည်းလာကျမတို့ဘက်ကနေပြီးတော့လာအမြဲတမ်းတင်းယူမဲ့မြေထဲမှာပါသွားတယ်ဆိုရင်လည်းတောင်သူတွေအတွက်မြေယာရော်ကြီးနဲ့တိနံနစ်နာကြီးတွေကိုလည်းသူတို့အတွက်ကိုလည်းကျမတို့ကမနစ်နာရအောင်ပေးခဲ့တဲ့အတွက်တောင်သူတွေလည်းသူတို့နစ်နာမှုအတွက်ကိုထိုက်ထိုက်တန်တဲ့ကျမတို့စီကနေရရှိခဲ့တယ်ပြီးတော့တောင်သူတွေအနေနဲ့သူတို့အမှန်တကယ်စိုက်ပျိုးနိုင်တဲ့မြေဧရိယာဒီဘယ်မြေဧရိ ရလဲဆိုတာကိုလည်းတိတိကျကျသိသွားပြီဖြစ်တဲ့အတွက်သူတို့လည်းပိုင်ပိုင်နိုင်နိုင်ဆက်ပြီးတော့စိုက်ပျိုးစားတော့လောက်ကင်သွားနိုင်မယ်လို့ကျမအနေနဲ့ယူဆပါတယ်ဒီကနေ့ရောကြီးပေးရတာနဲ့ပတ်သက်ပြီးတောင်းလေသမားတွေအတွက်တော့ဒွိရာစိတ်တွေဖြစ်နေရတယ်လို့ဆိုပါတယ်နောက်တစ်ခုကရောရဲနေရမှာဘယ်တွင်းကတော့အသုံးမပြုတဲ့တွင်းဘယ်တွင်းကတော့အသုံးပြုတဲ့တွင်းကဘယ်တွင်းမလို့ဘလောက်ကြပါတယ်လို့เนาะကြတဲ့အနေထားပုံမှာလည်းကျွန်တော်တို့မသိရဘူးစွန့်လွတ်တဲ့တွင်းဆိုတာလည်းဘလို့ဟာလဲကျွန်တော်သိနေတာအခုရောတဲ့ဟာကလည်းအပီလား ်။ဒါ3နှစ်ဖာကြုတ်လာဒါဟုတ်ကျွန်တော်တို့ကမသိခဲ့ရဘူး။ချင်းချင်းလင်းလင်းကျွန်တော်တို့ပြင်ပြမှုလည်းကျွန်တော်တို့မတွေ့ခဲ့ဘူး။เนาะစပြီးရောကျွန်တော်တို့အစီဝိဆလုပ်သိရင်ကျွန်တော်ကတိုင်းလေယာဉ်မြေစီမံခန့်ခွဲရေးဒီဥက္ကဋ္ဌဥပမေကိုယ်တိုင်ပြောတဲ့စကားကခင်ဗျားတို့လူတွေဆိုတာလောဘသားတွေပါ။เนาะဒါလေးပဲယူပါဆိုတဲ့သဘောမျိုးနဲ့ကျွန်တော်တို့အဆက်ဆံတဲ့အနေနဲ့မျိုးကျွန်တော်တို့ကိုကျွန်တော်တွေ့ရတယ်။အဲ့ဒါကိုကျွန်တော်တို့အခုအချိန်ကြမှာလက်တလို့ကြီးကျွန်တော်တို့အခုအချိန်နဲ့ကြမှာလက်တလို့ကြီးလို့ရတဲ့အနေထားကဟိုတောင်သူတွေအငင်းပေါအောင်ကျွန်တော်တို့ဟိုဗောတော့လက်တလို့ကြီးလို့ရတာကြတော့ကတိကီလို့ရတဲ့အချိန်မှာ လိုအပ်ချက်တွေအများကြီးရှိတယ်လို့ကျွန်တော်တို့ကသိရတယ်။မန်ရင်နာမှာတာဝန်ယူဆောင်ရွက်နေတဲ့အထွေထွေမန်နေဂျာအနေနဲ့ကတော့ရောဂျေးကိစ္စနဲ့ပတ်သက်လို့မပြေလည်မှုရှိတာတွေကိုဆက်လက်ညှိနှိုင်းဆောင်ရွက်ပေးမယ်လို့ပြောပါတယ်။အမသဘောတူညီမှုရရှိခဲ့တဲ့တောင်သူ666ဦးရဲ့မြေဧရိယာ338.33ဧကအတွက်ရောဂျေးပေးအပ်တဲ့ခန္ဓာလေးဖြစ်ပါတယ်။ဒီအပေါ်မှာမှချို့ချို့သော ဟိုကန့်ကွက်မှုများအငင်းပွားမှုများရှိခဲ့ရင်လည်းကျွန်တော်တို့ဆက်လက်ပြီးပြည်လည်မှုရရှိအောင်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့တွေနဲ့ကျွန်တော်တို့မိုင်းရင်နယ်မြေကပူးပေါင်းဆောင်ရွက်တဲ့အဖွဲ့တွေဆက်လက်ကွန်ဆင်းစစ်ဆေးပြီးမှပြည်လည်မှုရရှိအောင်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ရောင်ကြီးငွေပေးအပ်ပွဲမှာတောင်သူ668ဦးကိုရောင်ကြီးငွေကြက်သိန်းပေါင်း1998ခန်းကျော်ပေးရမှာဖြစ်ပြီးထုတ်ယူနိုင်ခြင်းမရှိသေးတဲ့တောင်သူတွေကိုလာမယ့်24ရက်မှာတကြိမ်ထုတ်ပေးမှာဖြစ်ပြီးအဲ့ဒီရက်ထက်ကြော်လွန်နေရင်တော့ နိုင်ငံတော်ဘာမှာအနံ့ထားမယ်လို့သိရပါတယ်ခင်ဗျာ